250ဆတ်တော်ထဲမှာပါဠိကိတာရဆတ်ဆောင်ရှိတယ်။ဒါကလူတွေလုံးတဲ့လုံးထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီချက်ကိုခေါ်ခဲ့တာဖြစ်တယ်မဟုတ်။ဇာလန်းလေးကိုအချင်းညွတ်ပြောရမယ်ဆိုရင်ဘေကရာတိုင်းမှာ မေဂရာဘုရတော်ရဲ့အရှိမြောက်ထဲမှာပါဠိတရားဆိုတဲ့ပုံနာရွာကြီးတရွာရှိတယ်။ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်။အဲဒီရွာမှာလေပန်းရှင်တထေးကြီးရှိတယ်။လေပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်။သူကိုယ်တိုင်လုံးတဲ့လေကလည်းမနေဘူး။သူများကိုအငှားချထားတဲ့လေတွေလည်းရှိတယ်။ အဲ့ဒီလေရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံမင်းနေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်။ဒါအနေထားတွေကိုဖော်ပြ။အဲ့ဒီလက်ပံတော်ထဲမှာကျိငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်။အဲ့ဒီနေထားမှာသူဟာ လေစွားတွေကိုစိုက်ပြုလေရာတွေကိုပြုထောင်စိုက်ပြုပြီးတော့စွားတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုရင်မလုပ်လေဆိုရင်လက်ပမင်တော်ကချင်းငှက်တွေဟာသူ့လက်ထဲကိုရှောင်းရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စွားကင်းကစွားတွေကိုစားကြတယ် အကောင်းကြီးအလွန်များတဲ့ချင်းကတည်းအုပ်လိုက်ကြီးကြလာပြီးတော့စားလားချောက်လို့မနိုင်တော့အောင်ရှိတယ်ပေါ့ချောက်လို့မနိုင်ဘူးချင်းကတည်းကလွန်ရဲတယ်ဟိုတာချောက်ဒီနာကြအဲ့ဒီလိုလေဆောင်ကချင်းကတည်းကမောင်းထုတ်တော့လည်းမနိုင်တော့ဘူး ထူးထူးခြားခြားအဲ့ဒီမဲ့ဂျောင်းလောက်ကြီးတဲ့ကြီးဟက်ကြီးတကောင်ပါအဲ့ဒီကောင်ကြီးရဆိုရင်သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှစ်နေကိုခြီးပြီးတော့သွားတယ်စားလို့တဲ့အာမရဟုတဲသွားတယ်ဒီလိုလဲလောက်တတ်တယ်အဲ့ဒါမျိုးအလူမန်တဲ့သမင်းကျွေးကိုလာပြီးတဲ့အခါကျချိုင်းဆွဲသွားတာဆိုတော့ဘုန်းနဲ့တူလို့ပေါ့နော် ဒီမှာလဲစားတယ်ပြီးတော့ခြိုင်လဲဆွဲသွားတယ်ကောအဲ့ကြီးကြီးကလည်းပဲခြိုင်ဆွဲသွားတဲ့သဘောပဲသူလည်းဝအောင်စားတဲ့စေဘနာနေ့ကိုသူ့လုပ်ပြီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားမေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ရောကြီးတောင်းမှကြောက်တော့လေရင်တတိကြီးစီသွားပြီးတော့ဒီအကျိုးเจ้าတွေကိုပြောတယ်သူကျင်းခဲ့တည်ကြလာတာ သူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိနိုင်တော့ဘူးအဲ့ဒီပဲထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူးပြန်ကြတော့လဲဆိုဝါပဲနေစပယ်နှမ်းနေကိုချီးပြီးချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လေဝရှင်ဘုံနာကြီးစီသွားပြီးတော့တိုင်တန်းအဲ့တော့လေဝရှင်ဘုံနာကြီးကသူ့ကိုပြောတော့ မင်းကြော်ခွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လောက်ကွာကြော်ခွင်းအဲ့ဒီကျင်းကတိကြလာတဲ့နေရာမှာမင်းကြော်ခွင်းနေထောင်တာအဓိကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ကျင်းရဲ့အချီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ခွင်းထောင်ခမ်းလိုက်ကြော်ခွင်းလုတဲ့အခါနှောပြီးတို့မြင်းပြီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့အောင်ခိုင်ပါတယ်ကြော်ခွင်းနေလောက်ခိုင်တယ် လက်ခွေးနဲ့မှထည့်ထားတယ်။နောက်ရကြတော့ချီးရီချင်းငယ်တွေပြန်တန်းချလာပြီးတော့စေနန်းလေးကိုစားကြပြန်တယ်။အဲ့ဒီဒေါင်းလို့ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာ။ဆင်းဆင်းချင်းသူ့ခြေတော်ကြောက်ခွင်းကဆွတ်မိသွား။အဲ့ကောင်းကြီးကြောက်ခွင်းမိသွား။သူတော့ ူကကျင်းတဲ့ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းရဲ့ဒီခုချိန်သူ online လို့ရှင်အစာမစားရမှဆိုလို့အသာလေးသူ့ချီတော့ချိန်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအောင်ဘူးနောက်ဆုံးခြေတွေကဆရဏနေဝအောင်စားလို့အာရကြပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းမိပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာ ကျန်နေခြင်းရဲ့တရားကိုပြန်ကုန်ညာတော့မှမရှိဘူးသူတို့ကောင်လည်းပဲကျန်အဲ့ဒီအချိန်မှာလေချောင်းယောက်ျားလာပြီးတော့ဖမ်းဖမ်းပြီးတော့အိမ်ခေါ်သွားဗုဒ္ဓကြီးစီရောက်တဲ့အခါလေပဲရှင်ဗုဒ္ဓကြီးကခြေကောင်ကြီးချပြီးတော့သူကအကောင်ကြီးကလက်ချီးတော့ခြေနဲ့ဒါကြီးချပြီးတော့ ကြံကြံနာခြေတော့မှာကြော်ဝင်းကြီးနဲ့ပွန်ပဲ့နေရေးဆေးတွေပဲလိမ့်ပြီးဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာ စဘယ်နန်နေစားယူနေမကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စဘယ်နန်စားယူနေမကဘူးလုတ်ဒီနဲ့စဘယ်နန်နေအများကြီးချိချိသွားတယ်လို့ပြောတယ်အဲ့တော့မင်းကခူတော်ဆောက်ထားဖို့အဲ့ဒီစဘာတွေကိုတည်ပြီးတော့အယောင်းဝယ်လောက်ထားလားသို့မဟုတ်ခူတော်ဆောက်ထားတာရှိလို့လားလို့ဘုန်းကြီးကမေးတဲ့အခါကျတော့ ကျင်းခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးလေးကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားကတော်တော်ထူးဆန်းသွားပြောပါတော့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ကကိုယ်တော်လဲဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်နေတဲ့ကတချို့ကို ကျွေးသည့်ခြားရပါတယ်တဲ့တချို့ကတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရှင်နိမြုံနန္ဒာလို့ရွှေဦးမြုပ်ရပါတယ်လို့သူပြောလူသားတွေလှုပ်တဲ့ကုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တချို့ကကျွေးပေးတာတခါကကျွေးဆက်တာကြံတဲ့ပူရှင်တဲ့ဟာကြတော့ ရှေ့လိုမြုပ်တာပါသိနာတာပါလို့သူပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လက်တိုင်းရှင်ပုံနှန်းကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငဲ့တကောင်ကကျွေးတိပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းတယ် ရွှေအိုးမြုပ်တယ်ဆိုတော့လေလွန်ဆန်းနေဒါကြောင့်မို့ဘလူကျွေးသည့်ပြည်ပြည်ဘလူကျွေးဟောင်းဆက်တာလေနော်ဘလူရွှေအိုးမြတ်မြုပ်ပါတယ်လေလို့ဆိုတော့တေချာကပ်ပြီးတော့မိတဲ့အခါကျတော့အဲ့ဒီကျင်းငယ်ကျေးကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြသူကျွေးသည့်ပြည်တယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့ အစာဒပက္ခတရုဏာပုဒ္ဒကမရှခောတိယတိမံပတ္တပရိသန္တိတတမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူမှာတောင်းငယ်တမိငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ ချင်းငယ်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်။အဲ့ဒီချင်းငယ်သရောအငယ်လေးစားဖို့အတွက်သူကယူယူသူတို့စားဖို့ယူသွားတယ်လို့မပြောပဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်နေပြီးတော့ကျွေးမွေးကြမှာဖြစ်လို့ အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအစ်စ်ချတယ်လို့ပြောတာပါ။ဟုတ်။သူကျွေးရမယ်သူ့ရဲ့တန်းငယ်သမီးငယ်တွေကိုသူကျွေးတာ။အဲ့ဒါကိုကျွေးအစ်စ်ချတယ်လို့သူကပြောလိုက်တယ်။ဘုံတိုင်းကြီးရဲ့သဘောကြတယ်။ဒါပြန်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆို မတောပိတ္တသမေဝုဒ္ဓစေနဂါကတရွပနတေတံတုနေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆောင်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မနေကကျွတ်ပြီးတော့မပြန်တမ်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖအို ကျင့်ဖက်ကြည့်တယ်အတောင်မနေကကျုပ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်မောမှာနားခုပြီးတော့နေကြတယ်အစာရေစာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ခြေဆုတရားကိုပြန်ဆက်တဲ့အနေနဲ့ ကျွေးဟောင်းဆက်ချင်းဖြစ်ပါလေအလုံးမြင်မှုကြမှာပေါ့ညက်ကလေးတွေဟာအစာရှာပြီးတော့ညက်ပေါက်စလေးတွေကျွေးနေတာတွေ့ပါလေနော်ညက်ကလေးတွေခွန့်ပြီးတော့ကျွေးနေကြအဲ့လိုပဲအင်းသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူ့ကျွေးမှုအဆောင်ရှာရပါတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောရင်းဖြစ်ပါတယ် လည်းပဲရှင်ပုံတိုင်းကြီးရသဘောတွေကြာဟုတ်သားပဲလူတွေတောင်မှတစ်ခါတည်းလေးလိုလောက်တာမရှိဘူးသူကတာကြေးဟောင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘလို့လောက်တာလဲအင်းကြီးအပိတန်ထသကုဏခိနပက္ခသူတို့ပလား ဧတံပုံညာတိကောဓမ္မိတံနိဒေအာဟုပဏိတာအဲ့ဒီမှာကျွန်ုပ်တို့ချင်းငယ်ပုတ်ကြီးတဲ့မှာတဲ့တချို့ချင်းငယ်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့ဟာအတောင်နေချုပ်ကိုညတယ်တောင်နေချုပ်ပြီးတော့အလုံးလို့အားနေတယ်မပြန်နှိုင်းရှာကြတော့ဘူး သူတို့အတွက်တော့ကျွန်တော်ကနာနာကအတွက်ကုသကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာတာဟာရှေးဦးမြုံနိုင်ရင်ပဲဖြစ်ပါလေကုသကောင်းမှုလိုလိုချင်လို့သူတို့အတွက်ကိုကြွေးမွေးဆောက်ရှောက်ပါတယ်အမ်ဒါဝတ္တရားနဲ့လောက်တာမဟုတ်ခုနကနှစ်ခုကဝတ္တရားပါကနေငယ်နေတွေဆောက်ရှောက်ကြွေးမွေးတာကဝတ္တရား မိဥမအိုရီကိုချွေးမွေးတာကဝတ္တရားအခုကတော့ဝတ္တရားမဟုတ်ဘူးကုလလူချင်းလို့ဆောင်ရှောက်မဲ့ခြေကတည်းကဆောင်ရှောက်တာဖြစ်တယ်ဒါဟာကုလကောင်းမှုလုပ်ပြီးတော့ယဉ်နီမြုပ်နိုင်ခြင်းဖြစ်ပါတယ်လို့ဟောဒီလိုရှင်းပြလိုက်တဲ့အခါကျတော့ဒေဝရှင်ဘုံသားကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ ဒီချင်းငယ်တရောအတော်ကိုနေမာရေးချာရှိတာပဲလူတွေတဲ့တောင်ပူတည်တယ်ဝန္တာအာရဖြစ်ပြီးတော့သူ့ကိုအလိုရှိရာစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့မေဧကားတဲ့ကအကွက်တကွက်ကိုတတ်မှတ်ပြီးတော့ပေးအင်းခြိုက်တယ်လို့စားပါဒီအခင်အလိုစားတဲ့နေ့ဆွဲထားပြီးတော့ ဒီချင်းငယ်ကြီးပိုင်တဲ့အခင်းကိုတတ်မှတ်ပြီးတော့ပေးလိုက်တယ်။ကြိုက်တယ်လို့စာဒီခင်းတွေကထွက်တဲ့မြတ်ပြီးနှံ့နေသူ့ပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆုလက်အနေနဲ့လည်းပဲရှင်ဘုံနာကြီးကပေးလိုက်တယ်။ပေးပြီးတော့ဒီချင်းငယ်ကြီးကိုပြန်ပြီးတော့လှုပ်လိုက်တယ်။ဒီဆက်လန်းလေးကိုမြတ်စွာဘုရားက တိရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်သိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အလုံးမီမူးကြသလိုပဲမိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖိုတွေငှက်ထီးတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကိုချုံ့ဆောင်ရှောက်ကြတယ် မြေကြီးတွေကိုကျွေးတာတော့မြင်မှုချက်မှမြင်မှုကြမယ်။မြေပေါ့စာလေးတွေကျွေးတာတော့မြင်မှုကြတယ်။အဲလိုလုံးတဲ့လုံးတဲ့လုံးတဲ့တောင်းဝန်တရားတွေကိုသူတို့ဟာခြေပြွန်စွာထမ်းဆောင်နေကြတာဖြစ်လို့။တန်မြေစီးပွားကုသိုလ်ကောင်းမှုများဟာလုံးတဲ့လုံးတဲ့တဲ့ကုသိုလ်ကောင်းမှုတွေသာလင်းဖြစ်တယ်။ကျိုးတဲ့တွေဟာလူ့ဘဝရောက်လာတဲ့အခါမှာချို့တူပဲ။ မတို့လုတ်တဲ့လုတ်ထိုက်တဲ့ကုသကောင်းမှုတွေကိုတို့တွေဟာအာယုစုဆိုင်ပြီးတော့ကုသငယ်သမီးငယ်တွေကိုတောင်းတရားရပြုစုဆောင်ရှောက်ခြင်းပြုမှုဆောင်ရှောက်ခြင်းကိုမီးဥဖအိုတွေကိုတုံ့ပြန်ကျေးဇူးဆက်ခြင်းဆိုတဲ့တောင်းတရားနဲ့သက်ဆိုင်တဲ့ဒီကုသနှစ်ရပ်ကိုကျိုးစားအထောက်ပြီးမလင်ဟင်းစေရအောင် တတိနဲ့ဆောင်ရဲမှာဖြစ်ပြီးကိုရှာဝေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးမဲနဲ့ကုသိုလ်ကောင်းမှုအတွက်ယင်းဤမြုံနှံမှုတစ်မျိုးဖြစ်အောင်တို့တွေရှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါမြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက် ဘဝသင်္ကန်းကတရားကိုပေးတာဖြစ်တယ်။အဲဒီတော့အလုံးတရားချစ်ခင်သူတော်စင်ပြိတ္တတို့တို့ဒီလုံးတဲ့လှုပ်ထိုက်တဲ့ချွေသိပေးခြင်းဆိုတာလှုပ်ကြရဲ့လား။ချွေဟောင်းဆက်ခြင်းဆိုတာရောလှုပ်ကြရဲ့လား။ချွေဥရောမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေခွန်းတွေကိုကိုယ့်ကိုပြန်မေးပြီးတော့ကိုလိုရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင် တို့တွေကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း